နေပြည်တော်အချုပ်ထံမှာစစ်ကောင်စီရဲ့အကြမ်းချခြင်းကိုခံနေရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ဟာမက်စလာ28ရဲ့ငလီလှုပ်ခတ်မှုအတွင်ဘေးကင်းလုံခြုံမှုရှိတယ်လို့သူ့ရဲ့သားဖြစ်သူ Kim Harris ကကိုထိန်လင်းကပြောပါတယ်။ပြီးခဲ့တဲ့တောက်ကြနဲ့မက်စလာ28ရဲ့နေမှာလှုပ်ခတ်ခဲ့တဲ့ငလီကြောင့်မန္တလေးအပါအဝင်မြို့ကြီးတော်တော်များများမှာထိခိုက်ပျက်စီးသွားသလိုအကျဉ်းထောင်10ခုမှလည်းထိခိုက်မှုရှိတာကြောင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကိုအားလုံးကစိတ်ပူနေကြတာပါ။ မြမအရေးအတွက်အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့နိုင်ငံတော်အတံငံပုတ်ကိုထောင်စန်းစုကြည်ရဲ့တန်းငယ်ကိုထိန်လင်းဟာဒေတာစန်တော်ချိန်မတ်လ30ရက်မိုးလွယ်ပိုင်းကအိန္ဒိယနာပြည်နယ်မှာရှိတဲ့ဖိုဝိန်းမြို့မှာမြမမိသားစုတွေနဲ့တွေ့ဆုံခဲ့ချိန်ထောင်စန်းစုကြည်ဘေးကင်းလုံခြုံကြောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ငလိဘေးတင်ပြည်သူတွေအတွက်ကုညီကယ်ဆယ်ရေးအစီအစဉ်တွေရှိပေမဲ့အဲ့ဒါနဲ့ပတ်သက်လို့အကျယ်တမှုမပြောနိုင်သေးဘူးလို့သူကဆက်ပြောထားပါတယ်။ ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းအပါအဝင်စစ်ဘေးသည့်မြန်မာပြည်သူတွေကိုအကူအညီပေးနိုင်ရေးဒေါ်ဆန်းစုကြည်အပါအဝင်ဖန်စီထိန်သိမ်းခံထားရတဲ့ကောင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားအလုံးပြောင်းလဲလွတ်မြောက်ရေးတို့အတွက်လှုပ်ရှားဆောင်ရွက်နေတဲ့ကုထိန်လေးဟာအမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေပြီးတော့မြန်မာအတိုင်းအဝန်နဲ့လည်းတွေ့ဆုံနေတာဖြစ်ပါတယ်